အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့ပထမဆုံးဒါဗီဒီယိုကိုတော့ Arsenal နဲ့ Bayern Munich ကိုတတ်တတ်တပုတ်လုပ်ပေးပြီးတော့ဒါကျွန်တော်တို့တိုင်ပတ်နေတဲ့ငှက်နှကောင်ကိုတော့ဒါကျွန်တော်မှပဲဒါတတ်တတ်ဗီဒီယိုတပုတ်ထပ်လုပ်ပေးပါရမယ် အဲ့ဒါရှိမှာအာစနိုအသင်းကဘာယန်မြို့နဲ့အသင်းကိုသူတို့ရဲ့အိမ်ကွင်းမှာ3-1ဆိုတဲ့ရလဒ်နဲ့အတူဒါကျွန်တော်တို့ဂိုးပြတ်အနိုင်ရယူပြီးတော့အာစနယ်ကလက်ရှိမှာ King of the Kings ဆိုတာကိုဆက်လက်ပြီးတော့ပြသနိုင်ခဲ့ရမှာပါတယ်အခုလက်ရှိမှာအာစနိုဘက်ကအခုလက်ရှိကမ္ဘာပေါ်မှာဒါကျွန်တော်တို့အာစနိုအသင်းကအကောင်းဆုံးသောအသင်းတွေကတသင်းမှောင်မှာမဟုတ်ဘဲနဲ့အကောင်းဆုံးအသင်းတစ်သင်းအနေနဲ့ display တစ်ခုကိုဆက်လက်ပြီးပြသနိုင်ခဲ့ရတွေ့ရမယ်အာတိတရဲ့လက်ရှိမှာဒီနေ့ပွဲစဉ်ကိုကြည့်ပြီးအာတိတဟာ pragmatic approach မှာလည်းတော်တော်လေးကိုအလုတ်လုတ်တက်တယ်ဆိုတဲ့ဥစ္စာကိုဆက်လက်ပြီးတော့ပြသနေကြတယ်တို့တွေ့ရ ရမယ်အဲ့တော့အာဆလိုတင်ကရှင်းမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တော်တန်ဟော့စပတ်တင်းနဲ့ပွဲစဉ်က line နဲ့ပုံစံမျိုးကမှဒါကျွန်တော်တို့နောက်တန်းမှာအပြောင်းလဲလုပ်ပြီးဟင်ကာပီနဲ့ဒါကျွန်တော် color fury ရဲ့နေရာမှာဒါကျွန်တော်တို့ louis kelly နဲ့ moscara ကိုထည့်သွင်းခဲ့တဲ့နေထားမှာရှိတယ်။ပြောချင်တာလက်ရှိမှာဒါကျွန်တော် counter pressing နေမှာဒါကျွန်တော်မြင်းမြန်ဆက်ဆန်နဲ့ပြန်ပြီးတော့ထိုးဖောက်မဲ့နေထားမှာရှိတယ်ဆိုတဲ့ပုံစံမျိုးကိုအသုံးပြုလာခဲ့တယ်။ channel ကစားသမားတွေကလည်းအရင်ပုံစံမျိုးပဲ aacc ပုံစံမျိုးကိုပဲဒါကျွန်တော် artista ကျင့်သုံးလာခဲ့တယ်။တစ်ဖက်ကဒါကျွန်တော်တို့လက်ရှိ ဘိုင်းမြူးနစ်တင်ကတော့ကျွန်တော်4231နဲ့ပါဒါကျွန်တော်ဒါဟယ်ရီကင်းကိုတိုက်စစ်မှာအထောင်ထားပြီးဒါကျွန်တော်တို့ ကာဒဲနာကျွန်တော်ကနာဘရီကိုပြောအဲ့တော့တကယ်တော့နင်လားငါလားဟိဆိုတဲ့ movement မှာ Bayern Munich ကတော့ position base ကိုအဓိကထားခိုင်းတယ်ဒါပေမဲ့အရှင်းပါတယ်အာဆိုသင်ကသူတို့ဘာလုပ်လို့ဘာကာရမယ်တည်တဲ့ပွဲစဉ်တစ်ပွဲလို့ပြောခဲ့တယ်ဒါတတိယပုံစံမှာအာတီတာအနေနဲ့လက်ရှိဒါ Premier League မှာနေဖို့ပဲနဲ့ကမ္ဘာပေါ်မှာအကောင်းဆုံးနီးပြိုက်တဲ့တယောက်ဆိုတာကိုတော့သူ့ကိုယ်သူတက်တည်ထပ်ပြီးပြသခဲ့တာတွေ့ရမယ်ဒီနေ့ပုံစံမှာဒါကျွန်တော်တော်တန်ဟော့စပါတင်နဲ့ကန်ခဲ့တဲ့ပူပူလောလောပွဲစဉ်ရဲ့ totally ပြောင်းပြန်ပုံစံမျိုးသူတို့ခိုင်းခဲ့တယ်ပြောချင်တာတစ်ဖက်အသင်းကို position base okay မင်းတို့ဒါ Bayern က position ခိုင်းတာကိုကြိုက်တယ်မှန်းသိတယ်ဒါပေမဲ့ပြဿနာက Bayern နေနဲ့ position င်းကြိုင်ပြီးဘာမှလုံးလုံးမရတဲ့ပုံစံမျိုးကိုဒါအာတီတာလုတ်ပြခဲ့တာတော်တော်လေးကိုကြီးကျူးဖို့ခေါင်းနေတာမှရှိတယ်။ဒီနေ့ပေါ်စင်ရတာအဖွင့်အတွင်းကိုကတော့ကျွန်တော်လက်ရှိအာစနယ်ဒါမထူးဆန်းတော့တဲ့ဆက်ပီးစ်အတွင်းကိုကနေတွင်းခဲ့တယ်။ဒါပေမဲ့အကြီးရတာညူပါပေါ့နော်။ညူပါနေတဲ့လက်ရှိမှာဆက်ပီးစ်အတွင်းကိုပေးလိုက်ရတဲ့အချိန်မှာသူတော်တော်လေးကိုဒါကျွန်တော်ကြောင်သွားတယ်ပေါ့နော်။ပြောချင်တာညူပါဒါကျွန်တော်တို့ဘွန်ဒက်စ်လီဂါဒါအောက်ဆိုက်လို့ဒါကျွန်တော်လက်ရှိပရီးမီးယားလီဂါဒါကျွန်တော်မြင်ဘူးမြတ်ပေါ့နော်။လက်ရှိဒါကျွန်တော်ဒါလာလီဂါပေါ်စင်လေးနည်းနည်းလေးလေးပြန်ဒါကျွန်တော်အခုလက်ရှိ BN Sport လေးဒါကျွန်တော် subscribe ပြန်လုပ်ထားတာဆိုတော့ လာလီဂါပွဲစဉ်လေးတွေကြီးဖြစ်တဲ့အိမ်မပြောဆိုဘွန်ဒက်စ်လီဂါပွဲလေးတွေကြီးချင်တဲ့ချိန်မှာဒါညူဝါနီနဲ့ဒါကျော်တုံတိုင်ယွန်ဒါဆက်ပီးစ်ဒီမှာအဲ့လောက်ထိညံများတဲ့အတင်းကိုသူသိပ်မတွေ့ဘူးဘူးထင်ပါတယ်အဲ့တော့အာစနေးဒါဆက်ပီးစ်ဒီကြားထဲမှာဒါကျော်ညူဝါတယောက်ဒါသူ့ကိုနှစ်ယောက်ကပထမကင်ထားတယ်ပြီးတော့အဲ့နှစ်ယောက်ကသူ့ကိုလွတ်လိုက်တဲ့အချိန်မှာလုံးပြောချင်တာဗျာ ူ့ကိုဒါပထမတော့ found တဲ့ပုံစံမျိုးလုတ်ထားပြီးမယ်ပြီးတော့မှဒါဟိုဘက်ကလှန့်ကန်တော့မယ့်အချိန်မှာတရှင်းရှင်းဒါကျွန်တော်တို့အာဆနယ်ကစားသမားရဲ့ညူဝါကိုလောကခွဲချပလိုက်တယ်ခွဲချပြီးဒါတင်းမကဒါညူဝါရှိကနေပိတ်ပြီးခေါင်းတိုက်ပြီးဒါကြော်ပြီးတွင်းသွားတယ်ညူဝါတဲ့အဲ့နံပါတ်ဒါကျွန်တော်တို့သူ့အနေနဲ့ပေါ့နော် baby ပေါ့နော်ဘာကုနာပြော I'm just a old guy ဆိုတယ်ဒါငါလူအိုတယောက်ပဲဆိုတယ်ခံစားချက်မျိုးခံစားလိုက်ရတဲ့ moment ကြီးကိုလည်းဒါညူဝါတဲ့ငုတ်တုတ်လေးရက်ပြီးတော့ခံသွားခဲ့ရင် moment တွေကိုလည်းတွေ့ရမယ်တမပါတယ်ပေါ့နော်ဒီနေ့အတွက်က Arsenal ရဲ့ injury နောက်တဲ့ news ကတော့ trust တယောက်ပဲ trust ပုံစံကြီးရတာကျွန်တော် hamstring ပုံစံမျိုးပါဒါပေမဲ့ Arsenal စ်ကန်ကောင်းသွားခဲ့တာကလက်ရှိမှာနော်နီမာရူဝီကီပြန်လာတဲ့ trust ဆက်တာကျွန်တော်တို့ပုံစံမျိုးနဲ့ဒါကွက်တီသွားကြတဲ့အနေထားမှာရှိတယ်ဗောနော်အဲ့တော့ဒီပြနေနဲ့ရှင်းမှာဒီပုံစံမှာနော်နီမာရူဝီကီကို left wing မှာထည့်သုံးတယ်မာတင်နယ်လီကိုဒါကျွန်တော်တို့နောက်မှပဲသူသုံးသွားရဲဆိုတဲ့သဘောဗောနော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အဓိကဒါကျွန်တော်ဘယ်ဒယ်ရီမှာနိုင်ခဲ့တာဒါ Arsenal သင်းရဲ့ queen လေပိုင်းပဲဒီနေ့ပွဲစဉ်မှာလည်း easy ကဒါလက်ရှိမှာဒါကျွန်တော်သူ့အနေနဲ့ဘာလို့ကောင်းနေစေကောင်းမြင်မြဲဖြစ်တယ်ဆိုတော့ဆက်လက်ပြီးတော့ pressure တစ်ခုနဲ့ဆက်လက်ပြီးပြသခဲ့တယ်ဒါကျွန်တော်တို့ counter pressing မှာဒါ Martinelli သွင်းသွားတဲ့အတွင်းကိုဒါကျွန်တော်လက်ရှိမှာဆိုရင်တော့မှဒါ တော် easy ရဲ့ဒါအရေးပါမှုကလည်းတော်တော်လေးကိုဒါအရေးပါမှုအချက်ချာကြခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါအဲ့တော့ဒီတို့ပဲစူးစိကမှုလက်ရှိမှာဒီနေ့ပွဲစဉ်မှာကြည့်မယ်ဆိုရင်တော့ကျွန်တော်အာတီတာအနေနဲ့ဒီနေ့ပွဲစဉ်မှာဒါတစ်ဖက်အသင်းကိုတော်တော်လေးကို game study လုပ်ထားခဲ့တာတွေ့ရမယ်ဘယ်အသင်းကဘယ်လိုပုံစံမျိုးသွားပြီးလက်ရှိမှာဘယ်လိုပုံစံမျိုးဘာမျိုးသွားလဲဆိုတာတွေ့ရမယ်ဒီမှာပါတစ်ဖက်အသင်းရဲ့ကောင်းလာပါတယ်ဆိုတဲ့ Harry Kane ကိုဒါကျွန်တော် declare rise ဒါကျွန်တော် Saliba Mascara သုံးယောက်ပေါင်းပြီးညှက်လိုက်တဲ့ချိန်မှာဘာမှလုံးလုံးမရခဲ့ဘူးတပည့်အကောင်းဆုံးသော player ဖြစ်တဲ့ဒါကျွန်တော် Olise နဲ့ Kane ကိုဒါကျွန်တော်လက်ရှိမှာ Arsenal အသင်းထိန်းချုပ်လိုက်တဲ့ချိန်မှာ ဘိုင်မြူနစ်အတက်ကင်အောက်လက်တွေကလုံးဝငြိမ်ကျသွားတာကိုကြည့်မယ်ဆိုတော်တော်လေးဥသီးသသာဖြစ်သွားခဲ့မိတယ်မှာပါတယ်အဓိကဒီနေ့ပွဲစံမှာလုံးဝလားကျွန်တော်တို့အတိအသားဆုံးဒါကျွန်တော်တို့ပြိုင်ပွဲမှာဒါနိုင်သွားခဲ့တဲ့ဥစ္စာကဒါကျွန်တော်တို့ကွင်းလေပဲတယ်ပဲ ခင်ဗျာဖူမော်ရဲ့ rating ကိုသွားမကြည့်နဲ့ဒါကိုရီတာကျွန်တော်ပေါ်လို့ပွဲကြည့်တဲ့ကောင်ပြောလို့ဆိုရုံ Zwiman Dida Declan Rice Easy ရဲ့ trio ကဒီနေ့ပွဲစဉ်မှာ Pavlovic Kimmich Olisi ရဲ့ trio ကို9ဂျင်းကဒီနေ့ပွဲစဉ်ရတာကျွန်တော်တို့ပွဲရဲ့80ရာခိုင်နှုန်း80ရာခိုင်နှုန်း9ဖို့အတွက်တတိလုတ်ပြီးသားပြောလို့ရမယ့်အနေအထားမှရှိတယ်ပေါ့နော်ဒါ Bayern Munich အသင်းနဲ့ဒီနေ့ပွဲစဉ်မှာနောက်တစ်ခုအားမရတဲ့ကော Bayern Munich ဒီမှာဒီနေ့ပွဲစဉ်မှာ9လို့သိမရှိဘူး Company အသင်းမှာတခုခုလိုနေလူခံစားပြောချင်တာပြတာကျွန်တော် Olisi လိုပဲတသင်းလုံးကနန်းချက်လိုက်အရင်ဖြစ်လို့နေဒါ okay 9လည်းကိစ္စမရှိဘူးကိုသွင်းသွားလည်းကိစ္စမရှိဘူးပေါ့နော် ိုပြောနေတာဗျာတခုခုများလိုနေသလားလို့ခံစားရတယ်မပါဘူးတသိန်းလုံးမှာကျွန်တော်ကြည့်တာနိုင်လူစိတ်ပြင်းထန်တာဆိုလို့ဒါကျွန်တော် cross ဆိုတဲ့ဒါကျွန်တော်16နှစ်သား chart တဲ့ maybe ဒါကျွန်တော် canterbury ပေါ့နော် canterbury ကဒီနေ့ပေါ်စမှာတော်တော်လေးကို sort ပေးရှာပါတယ်သူနေတာကျွန်တော် tight sit attack အစင်းပုံစံမျိုးမှာဒါတော်တော်လေးကိုဒါတော်တော်လေးကိုဒါကျွန်တော်အဲ့ပေါ့အမှန်တကြီးရမယ်ဆို canterbury နဲ့ဒီနေ့ပေါ်စမှာဒါကျွန်တော်သွင်းသွားတဲ့သွင်းကိုမှသူဖန်တီးရဲ့ရှင်မှာ right wing နေရာမှာသူရောက်နေခဲ့ပဲတကယ်တော့သူနေ left wing နေရာမှာဒါရှေ့ကောနောက်ကောဒါစာကာကူသူက ော်တော်လေးဝင်ပြီးထိမ့်ပြီးရဥစားလေးရှိတယ်တင်းမောက်ကိုဝင်ပြီးကူပြီးတာကျွန်တော်တို့ဒုက္ခပြီးရပုံစံမျိုးလေးရှိတယ်အဲ့ဒီနေ့ပုံစံမှာရှေ့မှာလေဒါကျွန်တော်အာစနယ်အသင်းနေနဲ့ဒါဘိုင်မြူနစ်တသိန်းလုံးရတာကျွန်တော်တို့ attacking outlet တွေကိုပိတ်တယ်ပြီးရင်အာစနယ်အသင်းနေတာတစ်ဖက်ကိုဘောလုံးပိတ်ခိုင်းတာမင်းတို့ကန့် လှုပ်ချင်တာပြီးတော့ပိုဆိုးသွားတဲ့ moment ကခုနပေါ်တယ်ဗျာ2-1ဖြစ်တဲ့အချိန်မှာ Arsenal အသင်းကလုံးဝတာရှင်းတယ် counter pressing တပောက်ကိုတော့ကျွန်တော်ချိန်ချောက်တယ်ဒီနေရာမှာတော့ကျွန်တော် Arteta ရဲ့လူစားလဲမှုကတော်တော်လေးကိုမှန်ကန်ခဲ့တဲ့နေရာမှာရှိတယ် Martinelli နဲ့ Ricardo Ficala Fiori ကိုကောက်လဲလိုက်တာကလုံးဝတာကျွန်တော် game changer တစ်ခုဖြစ်သွားစေခဲ့တဲ့အနေအထားတစ်ခုကိုရောက်သွားတယ်လို့မြင်ရမယ်ဒီမှာပါအဲ့တော့တကယ်တမ်းနေလန်းငါလားဟိကြည့်မယ်ဆိုရင်တော့ကျွန်တော်အမြဲတမ်းပြောတာပါ squad depth ကအသင်းမှာဘယ်လောက်ထိအရေးပါဒီလိုမျိုးပွဲစဉ်မှာပဲ physical company နေနဲ့ခုလက်ရှိသူ့အနေနဲ့သူအရန်လူစင်းကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာသူ့အနေနဲ့လဲစရာတိုက်စ Jackson မှာဆိုလို့ Nicole Jackson တယောက်ကလွင်ဘာလို့မှတိချမရှိနေခဲ့ဘူးတပတ်က Arsenal သိနေတဲ့ Dan ကလူစင်းဒါရတဲ့အချိန်မှာတော့မှဒါ Kansas ပုံစံမျိုးပဲကြည့်မလား Queen လေပုံစံမျိုးကြည့်မလားတိုက်စင်မလားလဲမလားလှမ်းကြည့်လိုက်ချိန်မှာဒါ bench တစ်ခုလုံးကအလံပြန်ဆုံးနေတာမှာအဲ့တော့ကျွန်တော်အမြင်နဲ့ပြောခဲ့ပါတယ်ဒါကျွန်တော်ခုနောက်ပိုင်းဘလုံးမွဲကြည့်တဲ့ဒါကျွန်တော်အနေထားတစ်ခုမှာကျွန်တော် tactic ရဲ့ဘာညာဆိုရတဲ့ခင်ဗျားတို့အနေနဲ့ အရေးကြီးတာဒီနောက်ပိုင်းပေါ်မှာ squad depth ပဲခမရဒါကျွန်တော် triple တွေရမယ်ဒါကျွန်တော်လက်ရှိမှာဖလား6လုံးနေလို့ခြင်းနဲ့ဒါမနစ်ကဒါကျွန်တော် Louis Andy K ရဲ့ဒါကျွန်တော် PSG တင်ဘာလို့ triple ရခဲ့လဲ squad depth ကြောင့်ပဲအသင်းတစ်သင်းကဒါကျွန်တော်တသင်းလုံးနီးနီးကိုဖြုတ်လဲပြီးတော့ဒါတုံးလို့ရတဲ့တသင်းဆိုရင်ဒါတော်တော်လေးကိုကောင်းလာခဲ့လို့ပြောလို့ရတယ်။ဒါပေမဲ့ဒါကခုနကပြောအာစတိုတဲ့အတွက်ကဒီနေ့ပွဲစဉ်ကတော့ဒါကျွန်တော်တို့ကျွန်တော်တို့ကဒါကျွန်တော်လာမယ့် ရပိုင်းတွင်းမှာကဲမဲဒါ Chelsea နဲ့ Arsenal ဘက်တို့ပို့ပြီးတော့ over high ဖြစ်သွားစေတဲ့ပွဲစဉ်ပေါ့နော်ဒါ Chelsea ကလက်ရှိမှာ Barcelona တင်းကိုနိုင်ထားပြီးတော့လက်ရှိမှာ momentum အများအရန်ကြီးကောင်းနေတဲ့သူတင်ဖြစ်နေပြီးတော့လက်ရှိမှာဒါ sorry ပါဒါကျွန်တော်တို့ Bayern Munich အသင်းနေနဲ့လက်ရှိဟုတ်ဆိုပါ Arsenal အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Bayern Munich အသင်းကိုလည်း3-1ဆိုတဲ့ရတဲ့နဲ့ဂိုးပြတ်အနိုင်ယူခဲ့ပြီးသူတို့အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာ Women တခုပြီးဆောက်တာအဲ့တော့ဒါကျွန်တော် London Derby အသင်းလာမယ့်ဒါကျွန်တော်တို့အဲတိပေါ်စနေတွင်းကိုကျွန်တော် date တော့မသိဘူးဗောနစနေတွင်းကိုဒါကျွန်တော်ရက်သက်တပတ်မှာတော့ထင်ထားရတယ်ပိုကြည့်ကောင်းမယ် London ပွဲစဉ်တွေကိုကြည့်ရမယ်ထင်ထားမှရှိတယ်ဒါပေမဲ့ Arteta ကလက်ရှိမှာဒီနေရာမှာဒါကျွန်တော်သူ့အသင်းက ready ဖြစ်နေပြီ Super League ကြီးမြောက်ဖို့အတွက်ဒါကျွန်တော်ပို့ပြီးတော့စူးစမ်းမယ်ဆိုရင်တော့ဖြစ်လာမယ်ဆိုလို့စားပြအခုနကျွန်တော်ပြောခဲ့လို့ပဲလက်ရှိမှာ Arsenal အသင်းက ီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကြောင့်မို့တာကျွန်တော်ချန်ပီယံလိမှာတော့ဒါကျွန်တော်အဆင့်တနေရာကိုဒါရောက်ရှိထားတဲ့တဲ့နဲ့ရောက်ရှိနေခဲ့ပြီးတော့တော်တော်ကြီးကိုကောင်းလွန်းတဲ့အခြေအနေတစ်ခုကိုတော့အာဆနယ်အသင်းဆက်လက်ပြီးတော့ပြသနေခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ပြီးတော့မယ်ဆိုစရာမှုအာဆနယ်အသင်းရဲ့လက်ရှိမှာဒါကျွန်တော်တို့ဒီတက်ပို့ပြီးတော့ consistency ဖြစ်ဖို့အတွက်လည်းဒါကြိုးစားမယ်နေထားမှရှိတယ်ခုနကပြောပေတာတပွဲတို့နှစ်ပွဲတို့ပုံစံမျိုးအာဆနယ်အသင်းလုပ်နေတာမျိုးပဲဒီအသင်းကိုကြည့်မယ်ဆိုရင်ဒီအသင်းကဒါကျွန်တော်ရေရှည်ရဘေးလပ်လုပ်နေတယ်ခုနပြောလို့ပဲအရေးကြီးတာအာဆနယ်အသင်းနဲ့နှစ်နှစ်လတ်လတ်ဒါဘေးလပ်လုပ်တာ squad up နေနဲ့အခုလက်ရှိမှာအဲ့ဒီအသီးပွင့်တွေကို အာတိတကိုတိုင်လည်းဒါကျွန်တော်စားတောက်နေရတဲ့ထားမှရှိတယ်။ဒါခုနပြောပြအားလုံးရဲ့အရေးကြီးဆုံးရှင်းပါတယ်။ဘိုင်ဘူးနဲ့တင်းတယ်ခုနကျွန်တော်ပြောတဲ့အရန်လူစင်းကိုလန့်ကြည့်လိုက်တဲ့အချိန်မှာဒီအသင်းကနိုင်လို့နိုင်လို့ရတဲ့ဒါကျွန်တော် second success တခုကိုအခြေအနေတခုကိုပြောင်းလဲပြစ်နိုင်တဲ့အသင်းကဘယ်အသင်းမှရှိမလဲ။ဒါကအားလုံးရဲ့အဖြစ်တခုအနေနဲ့ပွဲပြသွားနေထားမှရှိခုနပြောပြနောက်ဆုံးပြလက်ရှိမှာဒါ gain only see ဒါလက်ရှိမှာလုံးမဖြစ်ဘူး။ဘလူကိုဒါကျွန်တော်အရန်စင်းမှာဒါကျွန်တော်ဘိုင်ဘူးနဲ့တော့ကြည့်လို့ရတယ်ဘလူမှမရှိဘူး။ Louis Diaz မပါခြင်းကလည်းဒီနေ့ပွဲစဉ်မှာဒါအသင်းအတွက်အားနည်းစေခြင်းလို့လည်းပြောလို့ရတယ်။ဒါပေမဲ့ဒါဟာ reason နဲ့တခုမဟုတ်ပါဘူး။ဒါခုနပြောလို့ art data ရေးတာကျွန်တော် Arsenal သိငါဒီနေ့ပွဲစမှာ game plan ကိုကောင်းကောင်း study လုပ်ခဲ့တယ်။တသင်းလုံးတိုက်တာအဖြစ်ရှေ့အလယ်နောက်ဘာမှကိုသိပြီးပြောစရာမရှိဘဲနဲ့ကောင်းလွန်ခဲ့တဲ့သူတသင်းနဲ့ဆက်လက်ပြီးတွေ့ခဲ့ရတဲ့နေရာမှာပါပါတယ်။ဒီနေ့ပွဲစမှာ Bayern Munich သင်ကလက်ရှိမှာဒါကျွန်တော်တို့ဒီထက်ပိုပြီး improve လုပ်အောင်မယ်။ဒါကတော့အခုလက်ရှိမှာဒါကတော့ပေါ်တယ်ဗျာဒါဒါ qualifier ဖြစ်တဲ့ကြောင့်ဘယ်လိုပဲပြောပါဒါနောက်ပိုင်းညာဒီနှစ်သင်းပြန်တွေ့လာနိုင်တဲ့အနေထားမှာလေဒါကျွန်တော်ဘိုင်ယန်မြူးနစ်သင်းနဲ့ဒီထက်ပိုကောင်းသင့်တဲ့အနေထားတစ်ခုကိုကော်မဏီဖြေရှာသင့်ပြီလို့ပြောလိုက်ရတယ်။ဒါကျွန်တော်လက်ရှိမှာဒါဒိုင်နူဂျီကိုကိုကို ပါလီဗျာနှစ်ယောက်လို့အဝါကထီသွားခဲ့တယ်လေအမတ်တရတခုလို့ပြောလို့ရရတယ်မှာပါပါတယ် congratulation arsenal လို့ပြောရင်လည်းကျွန်တော်တို့တော့ကပြပေါအောင်အားလုံးမကြွတူပါနဲ့ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေဆုမွန်အောင်တောင်းပြီးနေပဲမြန်မြန်ကလစ်ပေးကြပါဗျမြန်မြန်ကလစ်မှာမြန်မြန်နေမှာဖြစ်ပါတယ်ကျွန်တော်တို့တော့ကပြပေါအောင်ဒေးပါပါဗျ